ွန်ကြည်နယ်မော်လမြိုင်မြို့တောင်ရိုးရမ်းမှာရှိတဲ့အရှင်ထိတ်စုမြက်ဖရားလေးစရုထသမီးတော်ရဲ့အုံနမ်းပြသက်ကိုမော်လမြိုင် Royal Society အဖွဲ့ကဇွန်လလဒုတိယပတ်ကစတင်ကပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်နေရလို့သိရပါဗျ။ဒီလိုပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ပြည်내နဲ့မြို့내အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့내စီမင်းသားယာရေးအဖွဲ့ထံကနေခွင့်ပြုချက်တောင်းခံပြီးဆောင်ရွက်တာဖြစ်တယ်လို့မော်လမြိုင် Royal Society တည်ထောင်သူစရုထသမီးတော်ရဲ့မြစ်တော်ဆက်သူဦးတော်မြတ်စိုးကပြောပါဗျ။ တော့တမီတော့လာရအောင်ပြီးတော့ကာရဝါပြည့်ရဲ့ဟိုဆိုင်ကြီးကြီးလာတယ်ကဲဆိုင်ကညာအဲ့ဒီမျိုးတော့ကိုလည်းဟိုပြီးတဲ့ဆောင်လာလို့ရအောင်ကျွန်တော်ဒီကဒီဘက်ကကျွန်တော်ဆိုင်ကြီးနေပါဆိုင်ကောင်းနဲ့နားလေးဟိုပြောကိုလေယာဉ်ဆိုင်ကြီးနေပါကျွန်တော်လုပ်သွားမယ်ပေါ့။ဒါနဲ့ကျွန်တော်ဒီပါရမီလေးမှာဆရာတော်ကနဲ့ချိန်ပေါ့နော်ဆရာတော်ကနဲ့ချိန်ရောပါရမီလေးမှာကျွန်တော်မူကြည့်နေအနေနဲ့ကျွန်တော်ဒုတိယအချိန်ဟုတ်ပါရမီလေးအခါလာကျင်းပါဖို့ねကျွန်တော်ဒီသဘေ ဘာပဲဟောပြောဝဲပုံစံပေါ့နော်အဲ့လိုပုံစံမျိုးကိုကျွန်တော်ဒီအမရှိအလာကပြီးတော့ဒုက္ခသည်တော်ကောင်းရှိတဲ့အကြောင်းမှကျွန်တော်တို့တောက်ပါလာမယ့်132ကြိမ်မြောက်ပါတော်မူနေ့မှာမွန်ပြည်နယ်အနေနဲ့ဒုတိယကြိမ်အခမ်းအနားကျင်းပဖို့နဲ့စာပေဟောပြောဝဲပုံစံမျိုးကျင်းပနိုင်မှုအတွက်စရုထသမီးတော်ရဲ့အဆောင်တော်ရှိတဲ့မော်လမြိုင်မြို့ဖတ်တန်းရက်ကွက်ကအမှတ်၈တွဲဖက်အထက်တန်းကျောင်းမှာကျင်းပသွားဖို့အစီအစဉ်နေရလို့ဦးတော်မြတ်စိုးကပြောပါရယ် အရှင်ထိတ်ဆုမြတ်ဖုရားလေးသရုတ်ထသမီးတော်ရဲ့အုံနံပြတ်သက်မှာအလျား12ပေ6လက်မှအနံ12ပေ9လက်မှရှိပြီးအုတ်ကူပြတ်သက်ပေါ်မှာအစင်60နဲ့အထွတ်ပြုတ်လုထားပြီးအုတ်ကူပြတ်သက်ကိုအင်္ဂရေကနုတ်ပန်းတွေနဲ့အလှဆင်ထားတာဖြစ်ပါတယ်။ကုန်းမောင်မင်းဆက်နောက်ဆုံးပရင်မင်းမြတ်ဖြစ်တဲ့တီဘောမင်းတရားကြီးနဲ့မိဖုရားကောင်းကြီးစုဖျားလက်တို့ရဲ့အငယ်ဆုံးသမီးတော်ဖြစ်တဲ့အရှင်ထိတ်ဆုမြတ်ဖုရားလေးသရုတ်ထသမီးတော်မင်းရွာဆန်82နှစ်ပြည့်အလှူတော်ပွဲကိုအခုနှစ်မလ3ရက်နေ့ကမော်လမြိုင်မှာနေရာ3နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြုလို့ရမှာအရှင်ထိတ်ဆုမြတ်ဖုရားလေးစရုထသမီးတော်ရဲ့နမတ်နှစ်သမီးတော်တဦးဖြစ်သူထိတ်ဆုဖုရားကြီး64နှစ်နဲ့နမတ်သုံးသားတော်တဦးဖြစ်သူတော်ဖုရား63နှစ်နဲ့မြီးတော်တွေညစ်တော်တီတော်တွေဆွေတော်မျိုးတော်တွေကနေတန်ဃာတော်တွေကိုဆွန့်ဆက်ကလှူဒါန်းတာရေစက်ချအမြပေးဝေတာတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။